လောဘတွေအလုတ်ကိုလုံနေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဖះကဟောလိုက်ပါတယ်လို့သေသေးချာချာပဲမိရှိဟုတ်ပါဘူးဩော်ဒါဖြင့်လောကကြီးထဲမှာတရားကျော်တရားသစ်တို့အိတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ရှိပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ရှိပါဗျာဒါဖြင့်အိတ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရေကြီးကတိုက်ချတဲ့အခါကျတော့ဖောင်းမရှိလှေမရှိတက်မရှိလို့မျောကြံလို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်တန်ဖေးကမရှိကြဘူး ပောနေတပောနေတမရဏဆိုတဲ့ကြာသောရေကြီးကတကအုံးတို့တိုက်ချလိုက်တော့သူ့ဖိုးခွေးရရှိသေးရဲ့ဖိုးခွေးရမရှိတော့ဗယမရမျိုးပြီးဒီကလာဝဲရဲရဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အပဲလေးပါးရိဥ္ဇာနေရဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတကကျေတကတစ်တို့ယုံမလားမှန်ပါဗျာ။အော်ဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့် သာယသသမီးရဲ့ရှိပွားရေးနဲ့လုံနေတာဆရာကလည်းဟောဆရာခွန်ကြီးကထပ်ပြန်သတိပေးလိုက်ပြန်တော့ဒါအိတ်နေတဲ့လုံလို့ဆိုပါကလားတပတ်ကြကြသာယသမီးရှိပွားရေးလိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုလဲတော့ဖရာကအဝိဇ္ဇာကဖုံလုံးတဏှာကလူချင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေတာရှိရလားငါလိုတိုင်းနေတာနဲ့နေနေတာရှိရလားဆိုတော့မာနကလည်း တက်လာပြန်တော့အိပ်ပြော်တဲ့ပုဂ္ဂိုလ်တွေပဲမှန်ပါဗျာပညာရှိမှုသောနိုးခြင်းဖြင့်နိုးပါရဲ့လားမနိုးပါဘူးဗျာဩတာဖြင့်ဘုန်းကြီးတို့ဓမ္မတွေအိပ်ချိန်နဲ့နိုးချိန်ညီကားလို့ခြင်းဖြင့်အရှင်ရှားကြည့်ပါလားမှန်ပါဗျာဒါကြောင့်ဘုရားသခင်ကိုရမေကြီးကငါဒီအဝိဇ္ဇာရှိသောအိပ်ပြော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့် ဒဂရမရေယနေ့ခြေဘိုင်းမှာတံဝေကအာဖြင့်၎င်းအမှားအာဖြင့်၎င်းဥပါဝန်တို့ခေါ်လိုက်တယ်နော်မှန်ပါဗျာဒါရီသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲမှန်ပါဗျာဒါကြတော့အဝိဇ္ဇာတဏှာတို့ဤအလုပ်ကိုဗျာမှန်ပါဗျာဒါဆိုကြမယ်ဝိဇ္ဇာတဏှာတွေအလုပ်ဆိုတော့ခင်ဗျားကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ ဂရမရမရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမို့လာမှာပဲသူ့လည်းသူ့မရဏရေနဲ့ကို့မှာလည်းကို့မရဏဆိုတဲ့ရေကြီးကတော့ပြင်ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒါကအောင်အကုန်တိုက်ချမှာအကုန်သတ်မယ်ဆိုတာကတော့ပြင်တန်လျာမရှိကြနဲ့ပေါ့ဗျာအိပ်ပြောင်းနေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မဂ္ဂင်ဖောင်ကြီးကလည်းမလုံမီ လက်မဲ့မျောရတဲ့ခါကျတော့ရေကြီးကတန်တန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမင်္ဂလုခံရလို့ဝဲတယ်လည်းရောက်ဝဲစီမင်္ဂလုခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညံ့ပွေရလူသေးဟောဒါဖြင့်ဒကာတော်မတို့ရောင်းတိုင်းဝဲတိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာဘုရားခင်ကိုရမြတ်ကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အိတ်နေတဲ့အလုပ်လိုမှတ်လိုက်စမ်းပါပါဘုရား အယောင်ဝဲလုပ်တယ်သာယသမီးရှိွားရဲ့လုပ်တယ်ဘယ်လိုဆုံးပြည့်ချက်ပါအဲ့နေတယ်လို့ပါဗျာအဲ့နေတဲ့အလုံးကိုရေကမလာဘူးလားလာနေသလားအာမေနပါအရင်မှတည်းဒီလုပ်လို့ရင်းနဲ့သေသွားတဲ့လူတွေလည်းတကတစ်တို့မြင်မှုပါလိမ့်မယ်မြင်ပါဘူးဒါရေတိုက်ချသွားတာဗောဗျာမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာရမတို့ဖုံးကမရှိအင်းဒါဖြင့်ရေရှိမှန်လို့ခံဖို့ဗျာမှန်ပါဗျာမရဏရေရှိမှန်လို့ခံရတော့ဒကာရမတို့ခိုးခွေရကလည်းမရှိဆိုတော့ မရဏရေကစီမံလိုက်တဲ့ဥစ္စာကဝဲရဲပို့လိုက်အဲဝဲရဲဆိုတော့အာသဝဆိုတဲ့ဝဲရဲပို့လိုက်အာသဝဆိုတဲ့ဝဲရဲဒီကားလဲဆင်ပို့လိုက်ပြီးဆုံးမဖြစ်ဝဲဆိုတာလှက်လှက်ဆိုတာလက်ဗာများမြုပ်မြုပ်ရကန်နေအောက်ရောက်သွားတော့ဘယံဗရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာဖြင့်အမှန်ပေါ့ဗျာသဘောပါကြဩော်ဒါဖြင့်သာယသမီးရှိခွားရေးလိုက်စားပြီးကာလဒီနေ့ ချမ်းသာနုံနုံတနေ့ချမ်းသာနုံနုံပြည့်စုံနုံနုံနဲ့ရေလို့ရအသက်ပေးကင်းရဖြစ်တဲ့မဲခင်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲဆက်ပြီးကြလားရှင်မထားမှုပါဒကာကျွဲအယုတ်ဆိုးလွန်းတယ်မှန်ပါဗျာဒကာဓမ္မတွေဘယ်လိုဆိုကြပါမှန်ပါဗျာစဉ်းစားပါစဉ်းစားပါဒကာဓမ္မတို့အခုပြောနေတဲ့အရေးဟာဘုန်းကြီးကတန်ဆာရှင်းပြောတဲ့အရေးလို့လေဒကာဓမ္မတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်တယ်လို့ခင်ဗျားကဟောခြင်းဖြစ်ပါတယ်မှန်ပါဗျာ ကဲဒါပြန်ဒကာရမရေလာနေဗလားမလာဘူးလားမလာပါဘူးဗျာမရဏဆိုတဲ့ရေကြီးရတယ်ဒီတန်းရေလာနဲ့ပြန်လာတယ်ကောမပါဘူးပါပါဘာလို့မကန်ဖောင်ကမပြီးသေးခင်မကန်ဖောင်လည်းမရှင်ပဲနဲ့မကန်ရှိပါလို့မလုတ်ခဲနဲ့ ဒီတိုင်းမဲ့မျောကြရမယ်ဆိုတော့ဘောင်မရှိတဲ့ပုဂ္ဂိုလ်မျောရုံမှုဒီတရားဓမ္မတို့ကိုကိုရမယ်မျောမှုပေါ့မှန်ပါဗျာသဘောပါကြမှန်ပါဗျာဗာမျောမှုတယ်ကိုကိုရမယ်မျောမှုပါဗျာကိုကိုရမယ်မျောမှုဆိုတော့လမ်းမလည်းဘာမှကိုကိုရမရှိအင်းရေစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မှန်ပါမလိုက်ရဘူးမှန်ပါအင်းမရဏစီမံတယ်လို့ခန္ဓာကြီးကလိုက်ရတော့တရားဓမ္မတို့မျောကျင်တယ်လို့မျောမျောဗာမျာဝဲရဲရောက်ဝဲရဲရောက် ဝဲလည်လားမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျိုးချင်းမြုပ်ချင်းလို့ဟာမဲ့ပြန်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ကြီးအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးအလုံးလို့မှတ်လိုက်စမ်းပါဘုရားတပတ်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးလောက်ကပြင်မျိုးချင်းနဲ့မြုပ်ချင်းမရှိဘုရားဒါကကျွဲကောင်းကောင်းသဘောပါဘုရားအလုံးကြရမရေဒီနေ့လေးလေးစားစားနဲ့ပဲ တံဝေကလည်းဖြစ်စေတော့မှန်လည်းမှန်စေတော့ဘုရားခင်ကိုရမကြီးပါဠိတော်ကိုရှိပြီးဒီကလာဓမ္မဗရမလာတဲ့အတွက်တံဗုဒ္ဓပသူသမ္မတံဗျာသတ္တမာနသန္တံသုတ်တံကမ္မမဟောကောမေစုအာရယခိစရိဆိုတဲ့ဂါထာကိုမြန်မာလူရှင်းပြီးဒီကလာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြပါဘုရားဒါဖြင့်ရေလာမသေးချမ်းနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါ